အခုစစ်သားလုံးရမယ်ဆိုတော့ပေါ်တာဆိုရင်စွဲกว่าပေါ်တာဆိုရင်ကျွန်တော်တငယ်ချင်းရဲ့သားတွေပါပါတယ်ကျွန်တော်မပြောပေးဘူးကွာဘာလို့လဲကျွန်တော်တို့စစ်သားတွေစစ်ခွေးလို့ပြောခဲ့လို့ပြောမပြောပေးဘူးကျွန်တော်ဘုံဆက်တဲ့လက်ကားပဲကျွန်တော်မပြောပေးဘူးတွဲကုန်စွဲကုန်တွဲကုန်ရင်ဆွဲလိုက်ကြဖဲ့ပလိုက်ကျွန်တော်သားပါပါကျွန်တော်သားပါဆွဲသွားလိုက်မရွေးဘူးဘာလို့လဲနိုင်ငံတော်အတွက်မလို့လို့ပြောပလိုက်မှာကျွန်တော်ကကျွန်တော်သားအခုကျွန်တော်အရက်ညီပါရှိနေပြီဒီနေရွက်ရောက်နေပြီအင်းကလေးစလေးနေပဲရှိသေးတယ်ဆွဲလေး ားလုံးပဲမင်္ဂလာပါကျွန်တော်ရေးပေါ်ရုပ်ထင်ပါဒီနေ့2025ချောလပိုင်းနေ့ရက်နဲ့မနေ့ကင်းအစီအစဉ်ဖြစ်ပါတယ်ဒီမနေ့ကင်းမှာပထမဆုံးပြပြခြင်းတဲ့တရင်ကတော့အခုတလုံးမှာမြန်မာတနေငံလုံးမှာဆေးရှောင်းနေတဲ့ဂျမ်းဖက်စကောင်းဆောင်မြောင်းလန်ကတော့စကန်းသိမ်းမြောက်သိမ်းနဲ့ထင်းသားမိသားရှိသောစစ်ပွေးအောင်နန်ဒီအထိတက်ခတ်နန်သောအရာရှိနေစစ်သည်များကိုအသက်အရွယ်နဲ့အရေးချင်းကတ်သက်ခြင်းမထားပေးနဲ့ရာထူးထူးပေးမိဟုမြောင်းလန်ကမေလွန်ပေးနေတာကိုတွေ့နေရပါတယ်ဒါကမြန်မာနိုင်ငံတွင်း စကန်းသိမ်မြော့သိမ်းနဲ့ထင်းသာမင်းသာရှိသောစစ်ပွဲအောင်နိုင်သည့်အထီကိုတက်ခတ်နှံသောအရာရှိနေစစ်သည်မြတ်ကိုအသက်အရွယ်နဲ့အရေးချင်းငှက်သက်ထားခြင်းမရှိဘဲနဲ့ရာထူးတူးပေးမည်ဟုမင်းအောင်လန်ကမင်းမလွန်သေးသောညိုကြားချက်တရက်ပြန်လာကြောင်းနေပြီးတော့စစ်ဖက်သတင်းရင်းမြစ်ကပြောဆိုပါတယ်ဒါကတော့အကျန်းဖက်စကောင်းစီကလာမင်းနဲ့နေကောင်ပန်းအတွက်မှာရုပ်ကိုပွဲကျင်းပမည်ဖြစ်ကြောင်း ထို့ကြောင့်နိုင်ငံတော်နိုင်ငံတော်တည်ငြိမ်ရေးနယ်လောင်ချောင်ရေးအတွက်ပေါ့နော်။သမရောသားများအပါဝန်နိုင်ငံသားတန်းတွင်ရာဝန်ရှိကြောင်းနေမင်းတည်ငြိမ်အချမ်းရေးနယ်ဥပဒေစိုးမှုရေးဆောင်ရွက်ရာတွင်စကမ်းသိမ်းမြို့သိမ်းနယ်ဆောင်းရှောင်းနေမင်းများပြန်လည်ရရှိရေးတို့ ပွေအနံရရှိသည့်အထီကို တက်ခတ်နန်းတို့ရရှိအစသည်များအားလုံးကို အသက်အရွယ်နဲ့ပညာအခြေချင်းနဲ့ယာထူးဆန်ရကန့်သက်ချက်မှကန့်သက်ချက်များမထားတော့ပဲယာထူးတူအစစ်ဒူးပေးမယ်ဖြစ်ကြောင်းဟုတ်ပြင်ထက်ထက်တတိုင်လဲစူးချမေဖြစ်ကြောင်းသိရှိရပါတယ်ဒါကတော့စစ်ဖြစ်တဲ့ရင်းမြင့်ကပြောဆိုတာဖြစ်ပါတယ်ဒါကစကားသိင်းမျိုးသိင်းနဲ့ဆောင်းရှောင်းထားတဲ့နေမီတွေပြန်ရအောင်တက်ပွေးတွေအနံ့ရရှိရင်ရထူးတူအစင်တူပြင်မဲတဲ့ အဲ့ဒီလိုတူပေးမဲ့နေရာမှာအသက်အရွယ်အရင်အချင်းအကန့်အသတ်မထားပဲမထားတော့ပဲတူပေးမဲ့လို့ညိုကြချက်ထွက်လာတယ်။ခင်သာမင်းသာရှိတဲ့တက်ပွေးအောင်မှုအောင်အောင်နိုင်မှုပေါ့အောင်နိုင်မှုတွေဆိုရင်အာစွတ်တဆက်တွေပါချိမိမယ်လို့ပြောပါတယ်ဆိုပြီးတော့နေပြည်တော်စစ်ဖက်တရင်ကြီးမင်းကပြောဆိုပါတယ်ဒါကတော့စက်ကောင်စီကစောင်းရှောင်းနေမိတွေကိုလုံးဝကိုပြင်ပြီးတော့တင်းပတ်ချင်တယ်ဒါမဲ့လည်းသူ့ရဲ့စစ်တွေကလုံးဝအွန်လိုင်းဆက် လူမျိုး online ဆက်လုံးဝကိုမရှိတော့ကြမရှိကြတော့ဘူးဆိုတော့ဒီတဲ့မှာစကန်ကိုပြင်ပြီးတော့တင်ပတ်မယ်ဆိုတဲ့သဘောမျိုးလဲသူတို့စစ်တဲ့မှာမရှိတော့ဘူးလုံးဝကိုစစ်တဲ့စစ်စင်ရဲ့ပြပြတော့ပြီဒါကိုသူတို့တွေကိုပြင်ပြီးတော့စစ်တဲ့တွေ့တဲ့ကြွလာအောင်ပြင်ပြီးတော့လော့ဆောင်နိုင်လာအောင်ပြင်ပြီးတော့လော့ချင်လာအောင်ဒီလိုမျိုးမင်းလုံးပေးပြီးတော့ပြောဆိုနေတာထွက်ပြန်တာမျိုးကိုတွေ့နေရပါတယ်ဒါကတော့သူရဲ့လုံးငေးသားတွေဘလော့ထစ်များစစ်တဲ့ပြပြနေပြီလဲဆိုတာကိုမင်းသားချင်းသာဖြစ်နေတာဖြစ်ပါတယ်ဒါကသူရဲ့စစ်တဲ့ထင်းမှာစစ်တဲ့တွဲမှာဘလူးတွေအာ လော့ချင်ကန်ကြီးစက်မရှိတော့ဘူးဆိုတာကိုမေပိုးသုံးပိုးလွန်ပြောတာဖြစ်ပါတယ်အဲ့ဒီနောက်မှာပဲစစ်နုံမငင်းတဲ့စကားကိုဘလူတွေပြင်ပြီးတော့ပြောဆိုနေလဲဆိုလို့ရှိရင်အကြမ်းဖက်စစ်ကောင်စီကတလရာရီအပြစ်ခတ်ရက်စရီထက်မှန်ဂျင်ညာလိုက်ပါတယ်ဒါကဂျင်ညာပြန်ပြောတယ်ဆိုတော့ဒီလိုမျိုးဂျင်ညာတာကတော့ကျွန်တော်တို့အလုံးဝအယောင်ကြီးမရှိဘူးဘာလို့လဲဆိုလို့ရှိရင်စကန်းကလင်းအပြစ်မှာလေကြောင်းတက်ခတ်မှု 905ကျင်ဖြန့်ပြည်သူ436ချုပ်ကိုတက်ဖြတ်ခဲ့တယ်ဖြတ်ခဲ့ပါတယ်ဒီဟာကအာသူတို့အပြစ်မရက်ပေးတဲ့တက်ဖြတ်တယ်မဟုတ်ပဲနဲ့ကျွန်တော်တို့အာစကန်းကလေးကြောင့်အာအပြစ်ရက်ခဲ့ပါတယ်အပြစ်ရက်ခဲ့တော့လေဒီလိုမျိုးလေကြောင်းတက်ခတ်မှုတွေစစ်တပ်ကိုလှုပ်ဆောင်နေတယ်လှုပ်ဆောင်နေတဲ့ဂျာကကျွန်တော်တို့အပြစ်ရက်တဲ့ဂျာကလည်းလေကြောင်းတက်ခတ်မှုလှုပ်ဆောင်နေတဲ့အတွက်ကြောင့်ပြည်သူတွေ430ချုပ်ကိုတိတ်ဆုံးခဲ့ပါတယ်ဒါကတော့ tips တစ်ဖြတ်ခဲ့ပါတယ်မြောင်းလိုင်းကဒီလိုမျိုးကိုဗယံမရာစစ်နှုတ်မငင်တဲ့ဇာတ်တွေကိုပြောနေတဲ့စကောင်းဆောင်မြောင်းလိုင်းကိုပြောပြချင်တာတရားကတိတူရဲ့ဇာတ်ကိုမဲလွန်ပေးခုံနေတဲ့သူတွေရောင်မဲ့သူတွေကိုလည်းပြန်ပြီးတော့နားထောင်စေချင်တယ်ဘာလို့လဲဆိုလို့ရှိရင်ဒီလိုမျိုးကိုစစ်နှုတ်မငင်ဇာတ်ကိုပြောနေတဲ့လူကိုပြန်ပြီးတော့မင်းတို့ရောင်စားရင်ရောင်စားတယ်ဆိုလို့ရှိရင်မင်းတို့အသက်ပေးပေးဆက်ရမှာဖြစ်ပါတယ် အဲ့ဒီနောက်မှာနောက်တစ်ခုသတင်းကတော့ချက်စနုနဲ့ခုတ်ပိတ်လိုက်မယ်ဒါကတော့ထမ်းပြန်စစ်သားများကဒင်ရင်ငင်းအောင်ပြဟာကောင်းကိုစစ်ကြောင်းထူးရန်ထွက်လာရွက် KLL လေပူပေါင်းတက်များကကြက်ဖြတ်တိုက်ခိုက်ခဲ့ပါတယ်ဒီထဲမှာစစ်ကောင်စီတပ်ဖွဲ့တွေတေဆော့မှုကတော့အသေးစိတ်မသိရသေးပါဘူးဆိုတော့အဲ့ဒါအပြင်မြို့ဝတီမြို့ခလိုက်ရ295ကိုဗာတိုလန်ရစ်တက်များကလင်းနေကြီးများပြန်ပစ်ခတ်မှုတွေရှိနေပါလေလို့သိရှိရပါဒါကတော့ကျွန်တော်တို့အာမနေ့ည6နာရီအချင်းမြဝတီခလိုက်ရ290မှာ295မှာထမ်းပြန်စစ်သားများက ပြန်လေစုဖွဲ့ထားပြီးတော့စစ်ကြောင်းအစစ်ကြောင်းကလည်းတင်ရိုင်းငင်းအောင်ပေါ့နော်စစ်ဗျူဟာကြောင့်အစစ်ဗျူဟာကောင်းကိုအတက်ခတ်သိမ့်ပတ်ရန်အတွေ့ပေါ့နော်စစ်ကြောင်းထူအထွက်လာကြောင်းသိရှိရပါတယ်ဒီဖြစ်စဉ်ကတော့ကမ်းဖက်ကိုထွက်ပြီးပြီးပြန်ပုတ်ခံရတဲ့စစ်သားတွေကမြဝတီခလရ985တက်ထေးကနဲ့စစ်စစ်ကြောင်းစုဖွဲ့ပြီးတင်ရိုင်းငင်းအောင်ဗျူဟာကောင်းကိုပြန်သိမ့်ဖို့ထွက်လာတယ် အဲ့ဒါကိုလမ်းကနေဖြတ်တော့ဖြတ်တိုက်တာပါတဲ့ပွေပြင်းထန်တယ်တညာလောင်းအတဘုံဝုံတဒန်းတန်းနေဖြတ်နေကြတာဟုတ် GNA စီးရဲတရင်ရင်းမြင့်ကပြောဆိုပါတယ်ညာကမနေ့ညက်ကစေနာရီခွေးလောက်ကမှာဖလဲ့ရနေရ80တက်ထေးက85တက်ထေးကပါအာတက်ထေးကပါဒီဖက်ကဒိုလန်ရေးတက်တွေကသွားပြည်တယ်တဲ့ဆိုတော့အဲ့ဒီခလဲ့ရ 295မှာပြန်စုဖွဲ့ပြီးတော့စစ်ကြောင်းထိုးလာလို့ KLL တရင်ရင်းမြင့်ကပြောဆိုပါတယ်ဒါကတော့စစ်ကောင်စီတပ်ဖွဲ့အတွင်းထမ်းဖက်ကိုထမ်းဖက်ကိုစပီးပြီးတော့ပြန်လာတဲ့ထမ်းပြန်နေပေါ့နော်ထမ်းပြန်နေ မင်းပြည်ကပြန်ပြီးတော့ဆုတ်ဖက်ပြီးတော့ဒင်ရိုင်းငင်တော်ကိုတင်းဖက်ဖို့အတွဲဆိုပြီးတော့ထွက်လာပြန်ပြီ။ဒါကလန်တဝုမှာဘင်တကုံများအဆိုခံရပြီလို့မသိဘူးစစ်ကြောင်းတစ်ကြောင်းလုံးပြိုကျပြီလားမသိဘူး။ဒါကတော့ကျွန်တော်တို့မကြခင်မှာသတင်းကောင်းတွေကြရမယ်။ကြက်ဖြတ်တက်ခိုက်တာကဆုံးကျူပြီးတော့တက်ခိုက်တာကတော့စစ်ကောင်စီတပ်ဖွဲ့တွေအာတေတာကအနေနဲ့အများပဲရှိတာ နော်အနေနဲ့မမြပေးရှိတာတရင်ကောင်းတွေထွက်လာမယ်ယူသန်ဖန်တွေထွက်လာမယ်မကြခင်စောင့်ကြည့်နော်ဟိုဘက်ရက်ခွေးကဘုံမတွေဒေချာလေးစောင့်ကြည့်ပါဆိုတော့နောက်တစ်ခုကတော့အခုတလုံးမှာကျွန်တော်မြန်မာနိုင်ငံတဝက်မှာစစ်ကောင်စီကဆစ်ရှောင်းနေတဲ့အချိန်ကျွန်တော်တို့လိုင်းတပ်ဖွဲ့တွေကစစ်ကောင်စီစခန်းတွေမြို့တွေကိုစစ်တပ်ပြီးတော့သိမ်းပတ်နေတဲ့အချိန်အောင်မြင်မှုတွေရနေတဲ့အချိန်မှာကျွန်တော်တို့လူတော်လိုင်းရဲ့ ထွေထွေထုစကြီးအောင်မင်းစီရဲ့ပြည်သူတန်းအာယောင်ဆက်ပါဝန်ရန်နဲ့ကျူးတင်ပြင်းရှင်ရန် UNG ဝန်ကြီးဒေါက်တာရဝေစုကတက်တွင်လိုက်ပါတယ်။ဒီဟာကတော့ရန်ကုန်ခက်တိကအပတ်စဉ်စီစဉ်တင်ဆက်လျက်ရှိသောပြည်သူမှပြည်သူတို့အမဲအဖြစ်တွင်အခုလိုပြောဆိုထားတာဖြစ်ပါတယ်။အထွေထွေထုစက်တွေလောက်တဲ့အချိန်မှာသူတို့စစ်တပ်ကမနန်တဲ့သူကိုမတက်ခတ်ပဲလွေကူတဲ့နန်းတဲ့ပြည်သူတွေကိုရည်ရွယ်ချက်ရှိရှိတက်ခတ်မှာဖြစ်ပါတယ်။ သူတို့ဘယ်လိုနေနဲ့မှကျွန်တော်တို့ကိုနိုင်မှာမဟုတ်ဘူး PDF တွေနဲ့အခုနကလို့တက်ခတ်ရေးအဖွဲ့ညအစုတွေကို မတက်ခတ်ပေးနဲ့ပြည်သူတွေကိုရည်ရွယ်ချက်ရှိရှိကိုတက်ခတ်မှာဖြစ်ပါတယ်။ဒါကြောင့်ကျွန်တော်တို့အာစေယောင်တွေစေကန်းတွေကျောင်းစာစာသင်ကျောင်းတွေကိုကျွန်တော်ပြည်သူတွေအတွက်ပြည်သူလူထုအတွက်ပြင်ဆင်ဖို့လိုအပ်ပါတယ်။ ။အဲကြောင့်လဲကျွန်တော်တို့ပြင်းရှင်းနေခြင်းဖြစ်ပါတယ်တဲ့။ဆိုတော့ဈေးရောက်ဈေးခန်းတွေလုံချုံဆစ်ချအောင်ပေါ့နော်။ဆိုတော့ဒီတစ်ထက်မှာဆိုလို့ရှိရင်ကျွန်တော်ပြည်သူတွေကအာတုဆက်ကြီးကိုလာမယ်။မကြခုပြင်းရှင်းနေလောက်သိရှိပါတယ်။ဒါမဲ့လဲကျွန်တော်တို့တိုလိုင်းတက်ဖွဲ့တွေကအခုအချိန်မှာပြင်းရှင်းနေမဲ့ပြင်းရှင်းနေရင်းနဲ့စက်ကောင်စီတက်ဖွဲ့တွေကိုစခန်းကိုတစ်ခုပြီးတစ်ခုကိုသိမ့်ပတ်နေပါတယ်။အခုတလုံးမှာဆိုလို့ရှိရင်ကရင်ပြည်မှာသွားပြီးတော့ကြီးကြီးလိုက်စစ်ကောင်စီဖွဲ့တွေထန်းဖက်ကိုသွားပြီးတော့ထန်းကလည်းပြန်ပြီးတော့ပြန်လာရတဲ့အခြေအနေမျိုးเนาะထန်းကိုပြန်ပြီးတော့ပြန်လာရတဲ့အခု နောက်တစ်ဖက်မှာရခိုင်ပြည်မှာလည်းအောင်မြင်မှုတွေဆက်တက်ကိုရရှိနေတယ်။ဒီကျက်မှာစစ်ကောင်စီကဆေးရှောင်းနေတဲ့တွေ့ကြောင်ပြည်သူတွေသတိထားရမှာဖြစ်ပါတယ်။ဒါကစစ်ကောင်စီကတော့ဆေးရှောင်းနေတဲ့တွေ့ကြောင်ရှောင်းမေးမေးပြီးတော့ဘူမနန်တဲ့ဟာကိုမတိုက်ခဲ့ပဲနဲ့ကျွန်တော်တို့ပြည်သူတွေလက်နက်မဲ့ပြည်သူတွေကိုအဓိကထားပြီးတော့သူတို့တွေစာပင်ကြောင်တွေဆေးရောင်တွေတက်ခတ်မှုတွေဆက်တက်ကိုလော့ဆောင်လာနိုင်တယ်။ဒါကြောင့်မလို့ပြည်သူတွေသတိထားဖို့လိုအပ်တယ်။နောက်တစ်ခုပြန်ပြီးတော့ပြောပြချင်တာကတော့လုံးဝကို အာမလုံးသိမ့်တဲ့မလုံးထက်တဲ့ဟာကိုအာ စစ်ကောင်စီလက်အောက်ခံတဲ့စစ်ကောင်စီတွေကလောက်လိုက်ပါပြီ။ဘာလဲဆိုလို့ရှိရင်ဒါကတော့ရှမ်းပြည်နယ်တောင်ပန်းမုံမေမြော့နယ်အခြေဆက်ရှိတဲ့ PNLA တပ်သား9ဦးကိုအကြမ်းဖက်စစ်တပ်နဲ့၎င်းတို့လောက်ခံပြန်အောင်အဖွဲ့ကပြစ်တက်ဖြတ်ခဲ့သောအတိတ်အမြရရှိထားကြောင်းပြန်လည်တဲ့ရင်နဲ့ပြန်ကြရေးတာဝန်ရှိသူက ပြောဆိုပါဒီတဲ့မှာကျွန်တော်ရွတ်တန်ဖန်လေးအခုတော့မနေ့ကဘောနော်ထွက်ပေါ်လာပဲတွေ့နေရပါတယ်ဘာလဲဆိုလို့ရှိရင်ဒါကဟော်တနက်က PLA ရေးပုံငါ့ကိုဖန်ဆီးခဲ့ပါတယ်စက်ကောင်စီလက်အောက်ခံတဲ့စက်ကောင်စီတွေကဘောနော် PNO နဲ့စက်ကောင်စီတပ်ဖွဲ့တွေကဖန်ဆီးခဲ့ပါစစ်တုံးပတ်အဖြစ်ဖန်ဆီးခဲ့ပါတယ်ဒီတဲ့မှာဖန်ဆီးရမိတဲ့ဟာကိုသူတို့တွေကဓာတ်ပုံတွေဟော်တနက်ကထွက်ပြန်လာပါတယ်ဓာတ်ပုံတွေကဖန်ဆီးခဲ့ပါတယ်ဆိုပြီးထွက်ပြန်လာတော့မှအခုကျွန်တော်တုံလိုင်းတပ်ဖွဲ့တွေကဒီတဲ့မှာရွတ်တန်ဖန်တွေကိုထက်ပြီးတော့ရလာပါတယ်လူတွေရခဲ့လဲဆိုလို့ရှိရင်ရွတ်တန်ဖန်တွေကထွက်ပြန်လာတာကအာ တွေ့ရတာကစစ်ကောင်စီလက်အောက်ခံ PNO နဲ့စစ်ကောင်စီတွေကတနက်နဲ့တေးပြီးတော့ပြစ်ခတ်တာတန်းစီထားပြီးတော့ပြစ်ခတ်တာမျိုးကျွန်တော်တို့မင်းတွေ့ရပါတယ်တုံလက်ကိုစစ်မကောင်ဖြစ်ရပါတယ်တုံလိုင်းတစ်ဖက်တွေအခုလိုမျိုးဆောင်းရှောင်းရတာကအရန်ကိုလည်းရင်နာစရာကောင်းပါတယ်အခုကျွန်တော်တို့ဘက်ကစစ်သားတွေကိုဘလူတွေလောက်ဆောင်ခဲ့တယ်စစ်တောင်းပတ်တွေကိုဘလူတွေထားလဲစီကန်းရှိဘလူတွေထားလဲဆိုတော့ကိုအားလုံးပြည်သူတွေမင်းတက်တမ်းပဲ နော်ဆိုတော့ဒီလိုမျိုးကိုစီမစီကမ်းမရှိကိုလောက်ဆောင်နေတဲ့စစ်ကောင်စီလက်အောက်ကအကြမ်းဖက်တွေတက်တက်ပဲဖြစ်ပါလေဆိုတာကိုပြောပြချင်တာဖြစ်ပါတယ်။ဘာကတတိုလေးကိုစစ်မကောင်ဖြစ်ရတယ်ဒီလိုမျိုးတည်ဆောင်းနေတဲ့သူတွေရဲ့အာဇွေမျိုးနေနဲ့ပတ်သက်ပြီးကျွန်တော်တက်ဖွဲ့ဝင်နေတဲ့ဆက်တူပေါ့နော်ဆိုတော့တတိုလေးကိုစစ်မကောင်ဖြစ်ရပါတယ်။စစ်ရှောင်းကောင်စီလက်အောက်မှာကျွန်တော်တို့ဒိုလိုင်းတက်ဖွဲ့တဲ့အနေနဲ့မဖမ်းမိစေဖို့နော် ဖမ်းမခံစေဖို့ကျွန်တော်တို့ကြိုပြီးတော့အာကာကွယ်ဖို့ကြိုပါတယ်ဒီလိုမျိုးကိုစစ်တပ်ကအကြမ်းဖက်ဖြစ်တဲ့အတွက်ကြောင့်သူတို့လော့ချင်တာကိုလော့နေတဲ့အတွက်ကြောင့်ပေါ့နော်သူတို့မှာစီးမရှိကမ်းမရှိတွေကိုလော့ဆောင်နေတဲ့အတွက်ကြောင့်ပြည်သူတွေအာတိုလိုင်းတက်ဖို့တဲ့အနေနဲ့သတိထားရမှာဖြစ်ပါတယ်နောက်တစ်ခုသတင်းကတော့ဒီထက်မှာချန်ပီယံနဲ့ဖန်ရဲမြော့ဘလူးမြော့နဲ့အုတ်ချုပ်ရေမူရေမင်းဦးက CD night KTV 5ကို KTV 5ကို၄မီပို့တွင် စွလုတ်ခွန့်ပေးထားပြီးတော့ငွေကျက်တင်းချီလက်စားထားကနေထင်းရင်းများကလည်းမဆက်ဖွန့်ရွယ်စီးပွားရှာနေကြောင်းဒီတတ်တွန်တရင်ရင်းမြင့်ကပြောဆိုပါဒီလိုမျိုးကိုလောဆောင်နေကြပါတယ်ဒီထက်မှာအသေးစိတ်ကနေထင်းရေးတွေကမဆက်ဖွန့်ငွေရဲ့စေးပွားရောင်းပြီးတော့ဖက်ဆန်ရှာနေပေမဲ့ဆက်ရဖက်ကဖက်ဆန်ဒေါန်တာတို့အာဖန်တာတို့ မလော့အောင်လို့အဖွဲအစီပန်တွေဆိုပြီးအာတရင်လက်ဂလင်ရွန့်ထတာ တကယ်ကနေထင်းနေထင်းနဲ့ရေးတွေပေါင်းပန်ပေါင်းပန်ပြီးတော့လောဆာနေတာညတန်းမူမူရဲ့စေဝါသုံးပြီးတော့အိုဟက်သုံးချမ်းနေတာရေးနေထင်းတွေကဖန်ထားတော့ရက်ွက်ငါအိုချိုရေးမူဦးဦးခွန်ထွန်းကလည်းဘာမှမပြောရေးဘူးတဲ့ဆိုတော့အဲ့မှာမဆတ်ဆိုရင်ဘယ်သူမှမဖန်ရေးဘူးဟုတ်အဒီသက်သွန်းတရင်ရင်းမြင့်ကပြောဆိုပါဒီလိုမျိုးကိုလော့ဆောင်နေကြပါလေဆိုတော့အပြင်ရက်ွက်နဲ့အော့ကြီးရဲ့ အင်းအနုတ်ကအင်းဆိုရင်တောင်းထက်အာဆုတ်တာအကြီးကြီးပဲစီပင်ကတင်းတောင်းရတောင်းစိတ်တောင်းပြီးတော့ပြင်းနေမတင်နဲ့ဆိုပြီးတော့လောဆာနေတာတခြားဟာတွေတခြားတွေလည်းအများကြီးပဲအာလေမေတွေမှာအင်းတွေဆုတ်တာတွေလည်းအတင်းရချီယူပြီးတော့ခွင့်ပြုတာပဲတန်ရန်ထွေဥကအခုဆိုရင်ဒန်းစစ်ဌာနချုပ်ကလာရှူရှစ်သွာဆစ်သွာ ဆွတ်သွားတော့အရင်အရင်ထက်က ပိုဆူးတယ်လောဆာနေကြတာအမေဂရန်ရှောက်ဖို့ဆိုရင်အခုကပြင်းနေတင်ရတာပြင်းနေတင်ရတာမို့ဆိုပြီးတော့အသိန်း900နဲ့အသိန်း800 80အသိန်း880ကြာတောင်းနေတာနေရာကောင်းတွေဆိုရင် အထောင်းချီတောင်းတယ်လို့သိရပါတယ်ပြည်သူတွေကလည်းပန်းစံမှု ခံမာချင်းတော့ ပေးနေရတာဟုဒေသတွင်းသတင်းရင်းမြစ်ကပြောဆိုဆက်လက်ပြီးတော့ပြောဆိုနေပါတယ်။သစားတွေ KTV တွေမားဆက်တွေကိုစစ်တက်လက်အောက်ခံစစ်တက်ကအုတ်ချရနေရာမှာပူပြီးတော့များတယ်ဆိုတာကိုမင်းတွေ့ရတာဖြစ်ပါတယ်။ဟိုတနေ့ကလည်းလာရှုမြော့မှာအမျိုးသမီးတဦးပေါ့နော်။ဖန်ဆီခံထားပြီးတော့အာတက်ဆန်လော့ဖို့တွေဖန်ဆီခံထားပြီးတော့အာနစ်ဆက်ခံထားရတဲ့အာလေးဆုံးခဲ့တယ်လို့သိရှိရပါတယ်။ဒီဟာကအသက်က25နှစ်လားအဲ့လောက်ထိ29နှစ်လားအဲ့လောက်ထိရှိမေလို့သိရှိရပါတယ်။ဒီလိုမျိုးကိုဖန်ဆီခိုးဆောင်သွားတယ်။အဲ့ဒီ ခေါ်ဆောင်သွားပြီးတော့နေဆက်ခံထားရတဲ့နေဆက်ခံထားပြီးတော့ဒေဆောင်တွေအလောင်းတွေကိုပြင်ပြီးတော့ယူလာခန်းတွေလို့သိရှိရပါတယ်ဒီလိုမျိုးကိုအာစစ်တပ်လက်အောက်မှာအောက်ချုပ်တဲ့နေရာမှာစစ်တပ်အုပ်စုတဲ့နေရာမှာဒီလိုမျိုးကိုစစ်တပ်ကိုဖြစ်ပွားနေပါတယ်ဒီလုံကစားတွေအာမာဆက်တွေဒီလိုမျိုးအာပိတ္တဆန်လုံငန်းတွေကိုဖန်ခန့်တဲ့အခြေအနေမျိုးတွေကိုလော့ဆောင်နေတာကိုကျွန်တော်တို့မင်းတွေ့ရတာဖြစ်ပါတယ် နောက်ထပ်တင်ဆက်ပေးချင်တဲ့သတင်းကတော့အခုကနေစပြီးတော့နောက်နောက်အထိကျွန်တော်တို့ပြည်သူတွေကြားရောဒေါ်လာရင်းတက်တွေကြားမှာပါသတိထားရမယ်သိထားရမယ်သတင်းတစ်ခုကိုတင်ဆက်ပေးရမယ်ဒါကတော့ဆက်အနာရှင်များကျင်းသုံးခဲ့တဲ့အချင်းချင်းကြားသွေးခွဲချင်းဆိုသောနောက်ဆုံးစီကိုကြော်ဖြတ်နိုင်လျင်အနိုင်ရပြီးဟု PDF ဆက်စင်ရေးမူရေးပို့တင်ဦးကပြောဆိုပါတယ်ဒါကအခုပါပြောဆိုချက်ဒီမေလ30ရက်နေ့က ကျင်းပခဲ့တဲ့ဒုတ်ပြန်လာပြီးအရာဝတီပင်းလေအယော့ယူမဖို့စကားဝန်တွင်ရေးဖို့တင်ဦးကအခုလိုပြောဆိုထားတာဖြစ်ပါတယ်အဲ့ဒီ90နိမ့်ပါဘောနော်90နိမ့်ပါမှာကျွန်တော်တို့လိုင်းတက်ဖို့တဲ့ ပုတ်တဖွဲ့ပြီးတဖွဲ့ကိုပေါ်လာတယ်။အာနာတိမှုတွေစစ်တပ်ကိုဖြစ်လာတယ်။တိုလိုင်းတဖွဲ့တွေကလည်းလုံနေကြပါ။ចောင်းသားတွေအကောင်လုံးလုံနေကြပါ။ဒီလိုမျိုးကိုစစ်တပ်စစ်စင်ကြီးကအကောင်လုံးကိုမင့်တင်နိုင်ကြတယ်။အကောင်လုံးကပေါ့နော်။ဒီလိုမျိုးနှုတ်ဆောင်စီအခုနပြောတဲ့ဟာကိုကျွန်တော်တို့အချင်းချင်းကြမှာအာယုံကြည်မှုတွေနေနေလာအောင်အာပားပြော့လာအောင်ကိုစစ်တပ်တွေကစစ်တပ်ကိုလှုပ်ဆောင်နိုင်တယ်။လှုပ်ဆောင်နိုင်တရားကဒါကြောင့်မလို့ကျွန်တော်တို့တိုလိုင်းတဖွဲ့တွေအခုချိန်ထိမအောင်မီနေတာ။အခုလေကျွန်တော်တို့ဒီ no sound စီကိုရုတ်နေပြီဘာလို့လဲဆိုလို့ရှိရင်အရင်တော့အခု ကျောင်းသားတွေကိုတက်ပြတယ်ကျွန်တော်တို့လည်းတဖို့တွေကိုတက်ပြတယ်ဒီလိုမျိုးကိုရေးအဆက်ကိုတက်ပြတယ်ဒါမှမဟုတ်လေကျွန်တော်တို့ကဒီလိုမျိုးကိုသေးမကြောင်းပဲနဲ့ဆက်ပြီးတော့အာကြောကြောနိုင်ခဲ့တယ်အခုကကျွန်တော်တို့အချင်းချင်းကြမှာသွေးခွေးလောင်အချင်းချင်းကြမှာယုံကြည်မှုတွေနေပါလောင်ဘီလူတွေသွေးခွေးမလဲဆိုတာကိုလော်ဘီတွေကနဲ့တဆင့်ကျွန်တော်တို့ပြည်သူတွေကိုထက်သွမ်းနေတာတော်လိုင်းတက်တွေကိုထက်သွမ်းနေတဲ့အချင်းဖြစ်တယ်ဒီလိုမျိုးကိုစီယောင်းအာနေမြလောင်ကျွန်တော်တို့ ပြည်သူတွေအာသွေးကွေးလာအောင်ကျွန်တော်တို့ online တက်ဖွဲ့တွေသွေးကွေးလာအောင်စစ်တပ်ကိုလောဆောင်နေတဲ့အချိန်ဖြစ်ပါတယ် DC ကိုကြုံနေတယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ online တက်ဖွဲ့တွေကအောင်မီပြီဆိုတာကိုပြောပြချင်တာဖြစ်ပါတယ်ငါကတော့ long walk ကိုမန်သောစကားဖြစ်ပါတယ်ဒီစကားဒီနိမ့်နိုင်နဲ့ပဲကျွန်တော်တို့ online တက်ဖွဲ့တွေကိုစက်ကောင်စီကအမေရန်ဖြိုခွက်နေတာဖြစ်ပါတယ်နောက်တစ်ခုကတော့အခုမှအာမွန်တွန်းကာလရောက်ခါနေနေတဲ့အချိန်မှာပြည်သူတွေတော်လေးကိုဒုက္ခရောက်နေပါတယ် ချင်းပြည်နယ်မှာရောအတခြားနေရာမှာအကောင်လုံးနှိပါပေါ့နော်မေပြူမှုတယ်အကောင်လုံးဖြစ်နေပါတယ်အခုကချင်းပြည်နယ်မင်းကျနာမြို့ပေါ်မှာရှိတဲ့မင်းနစ်ပိုင်ရက်ွက်အချုပ်တွေမှာမင်းရည်ကြီးနေပြီးတော့ပြည်သူများကိုရေပြေလွတ်ရသောပြောင်းဆွဲပေးနေရကြောင်းမျိုးစသည့်လူမှု ကေစီရေအသိမ့်မှာတာဝန်ရှိသူတွေကိုပြောဆိုပါတယ်ဒီလိုမျိုးကိုအခုချိန်မှာစစ်တပ်ကိုလော့ဆောင်နေတဲ့မေလ31ရက်နဲ့30ရက်နဲ့ကစပြီးတော့ဒေါက်တာလေးကိုရေကကြီးမိလာတယ်လို့သိရှိရပါတယ်ငုကအရန်ကိုသေးတယ်အခုမြဝတီမှာလည်းရေအရန်ကိုကြီးနေလို့အာကားရောလမ်းရောအကောင်လုံးကိုပျက်စီးနေတော့သိရပါတယ်ဒီလိုမျိုးရုတ်တံဖန်တဲ့ကွက်လည်းထွက်ပေါ်လာပြီဒေါက်တာဒေါက်တာလေးကိုဆိုးရွားနေတဲ့အခြေအနေမျိုးထိပ် ဖြစ်နေတဲ့အခုကမိုးရွာအာမိုးတွန်းဆဝံခါစားဖြစ်တဲ့အခုကဒီလိုမျိုးဖြစ်နေပြီဆိုလို့ရှိရင်နောက်ဘလူတွေများဖြစ်လာအောင်မလဲဆိုတော့ကျွန်တော်တို့ပြည်သူတွေအနေနဲ့သတိထားကြပါအခုကမြန်မာပြည်မှာမိုးတက်ပြီလားတော့မသိဘူးအာမနေ့မနေ့ကအထီတော့တော်လေးကိုမိုးသိနေတော့သိရှိရပါတယ်ဒါကတော့သတင်းတစ်ခုပေါ့နော်အာဆိုတော့ဒီကကျွန်တော်မြန်မာပြည်မှာဖြစ်ပြနေတဲ့ဟာတတော်လေးကိုဒုက္ခတွေခံနေရတဲ့အခြေအနေဖြစ်ပါတယ်နောက်တစ်ခုကတော့နောက်ဆက်မှာပြောပြချင်တာကတော့ဗာလဲဆိုလို့ရှိရင်တော့အခု ယူကရိန်းယူကရိန်းတက်ကတော်တော်လေးအောင်မြင်မှုရနေတယ်စစ်ကောင်စစ်ကောင်စီနဲ့ပူးပေါင်းနေတဲ့အာရုရှားရုရှားစစ်လေရင်40ကိုဖျက်ဆီးနိုင်ခဲ့ကြောင်းယူကရိန်းကထောက်ပြောင်းဖို့ပြောဆိုလာပဲညာကယူတန်ဖန်တဲ့တကူကထောက်ပြန်လာတာနော်နောက်ယူတန်ဖန်ဒုတ်အတပ်ပေါင်းတဲ့တကူကထောက်ပြန်လာတယ်ဒရုန်းတွေနဲ့အဲ့ဒီလေရင်ကွန်းကို40 40တစီလာမကြည့်ဘူး40တစီဒရုန်း40တစီနဲ့စစ်စင်ရေလောက်ခဲ့တာကောင်းထေးကိုဖိုးနိုင်ခဲ့တယ်လို့သိရှိရပါတယ်ဒီလိုမျိုးကိုလော့ဆောင်တဲ့အချိန်မှာ ရုရှားရဲ့စစ်လေယာဉ်60လုတ်ကိုဖျက်ဆီးနိုင်ခဲ့ပါတယ်။ယူတန်ဖန်တဲ့တကွာထွက်ပေါ်လာနော်။ဒီလိုမျိုးကိုလည်းဒရုန်းကဘလော့ထက်တောင်းဝင်လေကျွန်တော်တို့လိုင်းတဲ့ဖို့တွေကမကြိုက်ခင်မှာဒီလိုမျိုးကိုလှုပ်ဆောင်နိုင်မယ်။ဟိုတနေ့ကလည်းလေယာဉ်စီးလှုပ်ဆောင်တာလေယာဉ်စီးကိုဆိုးနိုင်တာကဘာနဲ့ထင်လဲ။ဒီကအခုယူကရိန်းကတောင်းတဲ့အဲ့ဒီဒရုန်းတွေနဲ့ဒီလေရင်စီတို့လေရင်စီတို့ကိုဆိုထက်လာဖြစ်ပါတယ်အခုလေအဲ့ဒီဒရုန်းတွေနဲ့ပဲအာရုရှားကအာရုရှားရဲ့လေရင်ကိုယူကရိန်းတပ်က ဆိုးထက်လာတာဟိုဗျာကြကောင်ပြီအမကြီးရောယူတန်ဖန်တွေလည်းထွက်လာပါလေဆိုရှယ်မီဒီယာမှာအကောင်အခုအချိန်မှာ follow ရနေတယ်နော်ဒီကရုရှားရုရှားရဲ့အာလင်းကြီးတွေကိုကျွန်တော်တို့ယူကရိန်းတက်ကဗောနော်အာဆိုးထက်လာတဲ့အချိန်တွေကိုပြုတ်ပြချင်တာဖြစ်ပါတယ်အခုကတော့အခုအချိန်မှာစကောင်းဆောင်မင်းအောင်လန်ကရင်မုံးလန်အရင်လိုင်းစီဗောနော်ရင်လိုင်းစင်ကိုဖမ်းမယ်ဆိုပြီးတော့စားပြီးတော့ပြောလာတဲ့အချိန်မှာငပောက်ဖက်ကဘလူတွေပောက်ကွေးထားလဲ သူရဲ့ပိတုစတွေကဘာလို့ပုတ်ကုတ်လဲဆိုလို့ရှိရင်သူရဲ့ပိတုစတွေကလင်စင်မိတွေပဲအကောင်လုံးကစီးနေကြတာဈေးကတက်တာတော့လင်စင်မိကဒါကြောင့်မလို့အာအဲ့ဒီဝန်ကြီးတဦးကငါပုတ်ကိုပြောတာရှိပါတယ်ဘယ်လိုတွေပြောဆိုတာလဲဆိုလို့ရှိရင်ဒီလိုမျိုးကိုလင်စင်မိကိုဖမ်းမယ်ဆိုလို့ရှိရင်မင်းရဲ့အာပိတုစတွေကိုအရင်ဆုံးဖမ်းရမယ်အာကားတော့မရှိဘူးလို့ဘာလို့လာမပြောနဲ့ ကားတော့မရှိဘူးဆိုလို့ရှိရင်ဂရင်းနဲ့မမေးဆိုပြီးတော့ပြောနေရချင်းချော့ခံရတဲ့ရဲ့အကြောင်းတွေကိုပေါက်ကွေးလာတဲ့ငပုတ်ရဲ့ရွတ်တဖန်ကိုကျွန်တော်နဲ့တူတစ်ချက်လို့ကြည့်ကြည့်အောင်ကောက်ဝတ်တောက်တွေမှာ6လပိုင်းတရက်နေ့2025နှစ်တရက်6လပိုင်း2025ဆိုတော့ဒီနေ့ပဲကောက်ဝတ်တောက်တွေကိုစဖတ်မယ်လို့ဦးစင်းတို့ကြားကြည့်ရတယ်ဗျာနော်ကြားကြည့်ရဆိုလို့ရှိရင်ဝန်ထမ်းကားတွေတောင်မှမော်တော်ပီကယ်ရဲ့မော်တော်ပီကယ်တွေစီးတဲ့တချို့ဝတ်တောက်တွေကိုတောင်မှမနေ့ကမန္တလေးတိုင်းနော် ရေဟုအကြီးဆုံးပေါ့တခါကြီးကိုတိုင်မဲအေးတဲ့အားတော့ကတော့မင်းတို့ကားတွေပဲစဖမ်းရမှာပဲတဲ့အဲ့တော့တော့ငါတို့လာဖမ်းတဲ့အခါမှာတော့မရှိဘူးဆိုတဲ့စကားတော့မပြောနဲ့တော့မရှိကရင်းနဲ့မှမဲတဲ့လိုင်စင်ကတော့မပြောနဲ့မော်တော်ပြည်ကြဲတိုင်းကားဝတ်တော့တော့မစီးနိုင်ဘူးနော်ဘောက်တော့တော့မစီးနိုင်လူကြီးခရီးစီရှိမယ်ရှိလို့ရှိရင်ဆိုင်ငယ်နဲ့ပြေးရမယ်ဆိုင်ငယ်နဲ့လာရမယ်အဲ့လိုဆိုင်ငယ်နဲ့လာတဲ့အခါမှာ အန်ဒီရဲများတယ်ဒီခေတ်ကအကျန်းဖက်တရားမော်တော်ပဲမော်တော်ပြီးခဲ့သေးဘာလို့နားမလဲဘူးနော်အန်ဒီရဲများတယ်ဒါမြန်မာနိုင်ငံခမရမန်းလေးမြို့ကအေဂျင့်နဲ့အနေထားလည်းမရောက်သေးဘူးနော်အေဂျင့်သွားတဲ့အနေထားလည်းမရောက်သေးဘူးအကျန်းဖက်တီလည်းမရှိလို့ရှိသေးတာပဲအဲ့တော့မော်တော်ပြီးခဲ့သေးမှာတချို့ကရှိရတာကားချပေးမလားကားထုတ်ပေးမလားမေးခွန်းကပြန်ထောက်ရမယ်ကဲဟာဒါရင်ဒိန်းတွေအတွက်ဦးစင်းတို့ဟုတ်ပြီတိုင်းခရိုင်တို့ဒီမြို့နယ်ရဲစခန်းတွေတိုင်းခရိုင်တွေအကြောင်းကိုလည်းပြောမယ် တခါတလေဒီအတိုင်းခရိုင်နေမှာလဲဆင့်ဖန်ရတဲ့အရာတွေရှိတယ်음ဘယ်နေရာမှာမရှင်ရှိရတဲ့ဘယ်နေရာမှာပါရှိရတဲ့ဆိုဘယ်နေရာမှာဟိုဘာဟိုဘာဖြစ်တဲ့ဆိုတွားရမယ်ဖမ်းရမယ်အဲဆိုဒီတိုင်းခရိုင်နေကားနဲ့တွားရမယ်အကားနဲ့တွားလို့ရှိရင်ရုံးကားကိုတွန်းရမှာလားရုံးကားကိုတွန်းရင်အချိန်ကရုံးကားမှာအဲ့ရုံးမှာကတိုင်းခရိုင်မှာကားဘယ်နှစ်စီးရှိလိုင်စင်ကားဘယ်နှစ်စီးရှိလဲတိုင်းတိုင်းခရိုင်မှာရှိတဲ့ရဲတိုင်းမှာအဲ့ကားတွေကရှိတယ်လား ဟုတ်ပြီရှင်းရင်တော့မှအဲ့ကိုကားရှင်းတော့မှအဲ့ကားကြီးနဲ့ license ကားကြီးနဲ့တွားပြီးဖမ်းရမှာလားအဲ့အကျန်းဖက်က license ကားကြီးကိုမှတ်ပြီးမှ license ကဘဒူဘဒူပါဒီ license ကနံပါတ်ကြီးနဲ့ဘဒူစီးပါတယ်ဘဒူစီးပါတယ်ဆိုဘယ်လိုလုပ်မလဲဘယ်လိုလုပ်မလဲဟုတ်ပြီနောက်တစ်ချက်လာပါတယ်လေဖမ်းစီးရတဲ့ကားရှိတယ်တွားရတဲ့ကားရှိတယ်ပြီးလို့ရတဲ့ကားရှိတယ်အဲ့ဒီကားကြီးနဲ့တွားပြီးမှ license ကားကြီးနဲ့ကို့မှာရှိတဲ့တချို့ license ကားကြီးနဲ့တွားရမှာလားအပြည်လို့စစ်တယ်လေထုံနေတူစွာပဲပြည်လို့စစ်တယ်လေထုံနေတူစွာပဲ လိုင်စင်ကားကြီးမစီးနိုင်ကြလို့မလို့လိုင်စင်ကားကြီးမစီးနိုင်လို့မလို့စီးနိုင်တဲ့ပြည်သူစုတွေရှိတယ်စီးနိုင်တယ်လေအဲ့ကားကြီးစီးသူမှမီတာစုအန်တရရှိတယ်သူတို့မှလက်နဲ့အပြည့်စုံရှိတာမဟုတ်ဘူးလက်နဲ့အပြည့်စုံခြေတန်းမှာပဲခံရတာဟုတ်ပြီခြေတန်းမှာရိတ်ခါသွားပို့မယ်စားရေးတော်ရေးသွားပို့မယ်ဒါလည်းခင်ဗျားတို့နောက်ကတန်ဖိုးမှုကကိုပြည်သူစုကိုပဲတစ်ခါလေလက်ရိတ်ခါစားစီရသွားပို့နေရတာမထောက်ပံ့ဘူးလားထောက်ပံ့တယ်လုံလောက်လားမလုံလောက်ဘူး အဲ့ဒီခါသွားပို့တဲ့အခါဘယ်သူကဒါတွေကိုဂရုစိုက်လိုက်ပို့มาလဲအရန်အခက်အခဲရှိတယ်လို့ပဲဥစဉ်တော့တော့သုံးသက်ခြင်းတွေပဲเนาะခန်းစည်းတွေသွားတဲ့အခါနောက်စစ်စည်းတွေသွားတဲ့အခါဒါဟိုဟာပေါ့เนาะဒီသွားတွေစစ်စည်းတဲ့အခါတွေမှာဆိုလို့ရှိရင်ကားတွေကလိုင်စင်ကားကြီးတိုင်းထားပေးချထားမယ်အာတချို့မလိုလိုတွေကကျန်းဖက်တွေကနံပါတ်တွေမှတ်ထားမယ်ဒီနံပါတ်ကတော့ဘယ်နေရာမှာရှိပါလဲဘယ်နားမှာရှိပါလဲဒါဒီကားကတော့ဘယ်သူစီးပါလဲဘယ်ဝါစီးပါလဲဥမာဆိုကြပါစို့ကောက်ဝတ်တော့ဆိုနံပါတ်ကောက်လဲလိုက်လို့ရတယ် နော်နံပါတ်ကောက်လဲလိုက်လို့ရတယ်အဲ့တော့ဥစဉ်တော့ကတော့ဒီချွန့်ချက်ဥပဒေကတော့ချွန့်ချက်ဆိုတာမရှိပါဘူးနော်ဘယ်လိုလေးကိုကတုံးတက်ရတာလဲဥပဒေကဟုတ်လားရသမလာကြီးကိုယ်တိုင်ကာကျော်ကြီးကိုယ်တိုင်ဝင်းကျော်ကြီးကိုယ်တိုင်တတ်မှတ်ထားဆိုတော့လဲခက်တယ်ဗျာနော်အဲ့တော့ပြန်ပြီးမှမဲ့လုံးတက်မလားဘလို့နေထားလို့မလဲနားလဲမူမှန်လို့မလား နားလည်မှုကတော့ဥစဉ်တော့လုံးမဲ့တော့မထင်ဘူးဗျာเนาะအခုဒါတော့မှနက်စည်းဝဲတွေခေါ်ပြီးမှတော့မှကြက်ကြက်မက်မက်ဩညီပြတော်ကဆင်းဖန်တာတွေဘာဖန်တာတွေတော့မှဥစဉ်တို့ကြားတီးရရဲ့ဒီကာဝတ်တောက်တွေနဲ့ပတ်တဲ့ဒီမှာเนาะအဲ့တော့ဘာပဲပြောပြောပါပြန်ကို့ဝန်ထမ်းတွေအတွက်ကတော့ဝန်ထမ်းတွေအတွက်ကတော့အန်ဒီရေပုံများသွားပြီလို့ပဲဥစဉ်ကတော့တုံ့တက်ချင်ပါတယ်ဗျာเนาะအန်ဒီရေပုံများသွားရင်เนาะကဲဆိုတော့ဒီကတော့ငါ့ဖောက်ငါ့ဖောက်လောင်မြနေတာเนาะအဲ့မှာဘီသူစစ်တွေရဲ့ ကားကိုအရင်ဖဆောင်ဖမ်းရမယ်မင်းတို့ဖကားကိုတော့မရှိဘူးဆိုပြီးတော့လာအောင်ပြောနေဂရင်းနဲ့မပတ်လိုက်မင်းဆိုပြီးတော့မန္တလေးတန်းကတန်းမှုကပြောလိုက်လဲအဲ့မှာပေါက်ကွေးနေတာနော်ဆိုတော့ဒီချိန်မှာပြောစင်တာကတော့ဒီဒီသူစစ်တွေကလည်းလန်စင်မဲ့လန်စင်မရှိတဲ့ဟာကိုပဲအကောင်လုံးစီးနေကြတယ်ဆိုတော့ဒီလိုမျိုးစီးနေကြတဲ့သူတွေဆိုတော့ဒီအခုချိန်မှာပြင်ပြီးတော့လန်စင်တင်ရမယ်လန်စင်စီးတဲ့လန်စင်မရှိတဲ့သူတွေကိုစီးနေတဲ့လူတွေကိုဖမ်းမယ်ဆိုတော့ ုချိန်မှာသူတို့ရဲ့ဂါးနံပါတ်ရီဆိုင်ကယ်နံပါတ်တွေကိုအကောင်လုံးကိုတူလိုင်းတဲ့ဖွဲ့တွေကစီလာအားမတ်ထက်လို့ရပြီအဲ့ဒီပြီးသူပြီးသူစစ်တွေပြီးရင်ရေးတွေရဲ့အကောင်လုံးကိုမတ်ထက်လို့ရပြီဒီလာတဲ့စစ်စေးဖို့လာတဲ့သူတွေကိုအရွက်ဝက်နဲ့လာတယ်ဆိုလို့ရှိရင်အကောင်လုံးကိုစိုးထက်လို့ရပြီနော်ဒီဟာကငပော့ကဂျူပြီးတော့တွေးထားတယ်နော်ပြီးသူစစ်ကောက်ဆောင်ဆိုတော့ကဲဆိုတော့အခုတလုံးမှာဘော်ဒါဆွေးမှုတွေစစ်တပ်ကိုလော့ဆောင်နေပါတယ်ဆိုတော့ဒီထက်မှာစစ်တပ်လုပ်ပြီးတွေရဲ့အမျိုးတွေကိုပါပါနေလို့သိရှိရပါတယ်ဒီထက်မှာအခုစစ်သားလုံးရမယ်ဆိုတော့ဘော်ဒါဆွေးဆွဲကွာ ်ဗောဓာဆွဲကျောတငယ်ချင်းရဲ့သားတွေပါပါတယ်ကျွန်တော်မပြောပေးဘူးဘွာဘာလို့လဲကျွန်တော်တို့စစ်သားတွေစစ်ခွေးလို့ပြောခဲ့လို့ပြောမပြောပေးဘူးကျွန်တော်ဘုံဆက်တဲ့လက်ကားပဲကျွန်တော်မပြောပေးဘူးဆွဲအေးဆွဲပြီးရင်ကျွန်တော်ပြောတာမျက်မျက်တာတာပြောတာအယောင်းဝယ်မလုံးနဲ့အယောင်းဝယ်လုံးရင်တော့ပြောရမှာပဲဟုတ်ပြီကျွန်တော်ပြောတာမှန်မှန်ကန်ကန်ပြောနေတာဒီဘက်မှာဘတ်လိုက်ပြီးပြောနေတာမဟုတ်ဘူးဟုတ်ပြီဆွဲလေကြိုက်တော့မိုက်တော့ဆွဲတက်မတော်ပါပဲဆွဲဆွဲရေးရပဲဆွဲဆွဲထွေဟုတ်ပါပဲဆွဲဆွဲ ဆွဲပြီးစောက်ဟိုလမ်းဘေးကဟိုကြောကန်နေပြဘွားနဲ့မိသားစုကဘွားတွေကိုပတ်စံအစင်မပြေတဲ့ဘွားတွေကိုပြန်လုပ်ပြန်လာတာတို့ဘာလို့ပြန်လာတဲ့လူတွေကိုဆွဲပြီးတော့မှဒီဟာပတ်စံပေးနိုင်တဲ့လူတွေတော့မချိမ့်နဲ့လေအဲ့ဒါမတရားဘူးဆွဲအကုန်ဆွဲအကုန်ဖွဲ့ဘွားကရင်ဆွဲလိုက်ကြဖဲ့ပလိုက်ကျွန်တော်သားပါပါကျွန်တော်သားပါဆွဲသွားလိုက်မရွေးဘူးဘာလို့လဲနိုင်ငံတော်အတွက်မို့လို့လို့ပြောပလိုက်မှာကျွန်တော်ကကျွန်တော်သားအခုကျွန်တော်အရက်နှီးပါရှိနေပြီဒီနေရွက်ရောက်နေပြီอืม ကလေးစလေးနေပဲရှိသေးတယ်ဆွဲလေဟုတ်လားလူဆိုတာမျက်မျက်တာတာတော့ရှိရမှာပေါ့ဗျာခင်ဗျားတို့ကလည်းအဲ့လိုမျိုးပြောတော့ဒီဘက်တစ်ဘက်ကပစောက်ဖရေသေးကကျွန်တော်ကိုမုန်းနေဟွန်းသူတို့လှုပ်လို့မရရင်သူတို့ခိုးလို့မရရင်သူတို့ခိုးနေတဲ့ဟာတွေ KDB မှာပါချပါကျူးနေပြောမှာပေါ့အော် KDB မှာသွားပြီးတော့မှပါချနေတဲ့ကောင်ကနောက်ဆုံးအစင်တီဥပမာတခုဥပမာကိုပြောတာနော်ကျွန်တော်ဘာမှရည်ရွယ်ပြီးပြောတာမဟုတ်ဘူး ခရိုင်မှုလို့အစဉ်ဆိုရင်ခရိုင်မှုဆိုတာဒီတစ်မျိုးနဲ့လုံးခရိုင်မှုလေပြင်းမှုလေခရိုင်ဆိုရင်ဥပမာတစ်ခုကိုပြင်းမှုလေခရိုင်မှုကြီးလေအဲ့လိုလူအားလို့လုံးလို့ရလားကိုဘကိုလုံးရဲလူမသိသူမသိအောင်လုံးပေါ့ဗျာလူသိသူသိတော့ကွမ်းတာပေါ့ပြောချင်တာကနော်ကိုရဲ့အဖွဲ့အစည်းပုံရိပ်ကြတာပေါ့ဥပမာတစ်ခုတက်မတော်ဟာဆိုလဲတက်မတော်ပေါ့ဗျာရဲဆိုလဲရဲ SB ဆိုလဲ SB စာရတာဆိုလဲစာရတာအဲ့ဒီပုံရိပ်တွေကအပြင်းမာဒီလိုမိုးလိုပေါက်ပြီးပြန့်နေတာ အဲ့ဒါတွေပြန်လာပြီးတော့ကျွန်တော်တို့နားရဲရောက်လာတော့တကယ်တော့ကျွန်တော်တို့ကချစ်တာပေါ့ခရိုင်မှုဆိုလဲခရိုင်မှုပေါ့ဥမာတို့ထွေဟုတ်ခရိုင်မှုပဲဖြစ်ဖြစ်ရဲခရိုင်မှုပဲဖြစ်ဖြစ်မတည်ဘူးဗျာအဲ့ဒါတွေတော့ကျွန်တော်လဲကျွန်တော်မပြောတတ်ဘူးအဲ့ဌာနတွေကိုနော်ဒါပေမဲ့ပြည်သူလူထုကြားထဲမှာအဲ့ဒါကြီးကသွားတော့ပုံရိပ်ကြတာပေါ့အဲ့လောက်တော့ခမကလည်းပြောတာကိုခမအဲ့မင်းက live ပေါ်မှာတက်អော်တယ်ပါလား live ပေါ်မှာတက်မဝင်အောင်ခမတို့ကြောက်တော့ဖုန်းနဲ့ပဲလည်းမရှိဘူး ကျောက်ကဖုန်းနံပါတ်ရှိတန်းဖုန်းဆက်ပြီးတော့ပြောတာဒီအတန်လေးတော့ကြားနေတယ်ဒါလေးတော့မလုပ်ပါနဲ့ကျွန်တော်လည်းမပြောပါဘူးဗျာဟိုနောက်ကြိုင်ရှင်းရှင်းနိုင်အောင်လို့ပါဆိုကျွန်တော်အမြဲတမ်းပြောတဲ့လူတွေရှိတယ်ပြုံးလို့ရမဟုတ်ဘူးလားမန္တလေးဘက်ကဒါကြောင့်မလုပ်ပါနဲ့ဗျာလို့ကျွန်တော်ရှိလေရောက်လာတာဟုတ်လားလို့ပြီးတော့ဟိုကုသိုလ်ဘုန်းကြီးရေးတဲ့ဒီလိုကြောင်းနေတော့ရှိကြပါတယ်တဲ့ဒါဟိုတော့ဖြစ်ပါတဲ့ဟိုနောက်ကြိုင်ဟိုရှင်းရှင်းနိုင်အောင်လို့ပြောပေးပါမယ် ဒီဘက်ကလည်း confirm ဖြစ်အောင်လို့ဟိုစီစစ်ပြီးတော့မှဟိုလုတ်ပေးပါမယ်ပါညာလေဒါမျိုးတွေရှိရလေဗျာဟုတ်ဟုတ်ကိုကကြိတ်လို့မရတော့ဘယ်ခံမှုကုန်းနဲ့မလဲမရှိဘူးဗျာဥမာတကွဟိုမြေစင်းရောကလူလည်းမရှိဘူးထွေရောလည်းမရှိဘူးဘဒူးနဲ့မှလည်းမပတ်သက်ဘူးကျွန်တော်ကကျွန်တော်ကျွန်တော်မှကျွန်တော်ပြုံးလို့မှတယောက်တည်းဝင်နေတာတည်တဲ့อืม yes တို့ဒါကတော့ voter safe ဖို့အတွက်အားပေးနေတဲ့ရုပ်ပေါင်းရင်အမှန်ဆိုရင်သူကိုယ်တိုင်ကဝင်ရမယ်သူကိုယ်တိုင်ကစစ်ထိတ်ကိုမနေခြင်းလို့ ဖင်နေတဲ့ကောင်ကပိုတာဆွေးဆွေးလက်ခံနေဆိုပြီးတော့အော်ဟစ်နေတာသူ့သူသားကိုပဲသူမြတ်ကဆွေးဆရာမလို့ပဲနဲ့ထက်ရမှာဒီစမှာပြောချင်တာကအခုနပြောတာက ကျွန်တော်ရဲ့တငယ်ချင်းသားလေပိုတာဆွေးခံရတဲ့ဖုန်းလာခေါ်တယ်ဖုန်းမစိဖုန်းစိပေးပါဖုန်းပြောပေးပါဆိုပြီးတော့ပြောနေတယ်မပြောပေးဘူးတဲ့ဘာလို့လဲစက်ခွေးလို့ပြောနေလို့တဲ့ကြည့်သူတို့ပြောချင်တာက စစ်တပ်ကိုမကြက်တဲ့လူတွေကိုဘူပီးတဲ့ဆွေးမေဆိုတဲ့သဘောမျိုးစစ်တပ်ကိုမကြက်တဲ့လူဘူပီးတဲ့ဆွေးမေဆွေးပြီးရင်ဒီအတွက်တဲ့ကိုပုတ်မေဆိုတဲ့သဘောမျိုးနဲ့ပြောချင်တာဖြစ်ပါဒါကတော့နော်စစ်တပ်ကိုဈေးနေတဲ့လူတွေစစ်တပ်ကိုမောင်းနေတဲ့လူတွေကိုပူပြီးတော့ဆွေးမေအကြမ်းဖက်နဲ့ဆွေးမေစစ်တပ်ကိုကြက်နေတဲ့လူတွေကတော့မဆွေးဘူးဒီတိုင်းပဲထားမေဆိုတဲ့သဘောမျိုးပြောချင်တာကစစ်တပ်ကိုမကြက်တဲ့လူတွေကိုစစ်တပ်ကစစ်တိုင်းကိုပုတ်မေပုတ်ပြီးတော့ဒေခိုင်းမေဒါမျိုးကိုလောဆားစေချင်တာ ဇလို့ဒီကရုပ်ဖောင်းရင်းရဲ့စစ်ထားဆက်နေကိုပြောပြချင်တာဖြစ်ပါတယ်။ဒီနေ့ဗီဒီယိုကတော့ဒီလိုပါပဲ။ကျွန်တော်ဗီဒီယိုလေးကိုအမေနဲ့ကြည့်ရှု၊အမေဒီယာအပိတ်နေကြတူလင်ပြသူမြအားလုံးကိုလည်းကိုယ်ကြမှာချင်းဆက်ချမ်းသာခြင်းနဲ့ပြည့်စုံကြပါစေ။